အားလုံးပဲမင်္ဂလာပါအွန်လိုင်းအဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေဦးစင်းကဥခေမာတီတီပါ သင်တန်းမစတင်ပြီတရားဤမူလအပိုင်းရှင်အစစ်ဖြစ်တော်မူသောသုံးလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါဤအရှင်ဘုရားပကေယဘာဝတ္ထုသင်္ကဟအကျန်းဆရာရှင်နုရုဒ္ဓာသည်ဆုံးကနေ့မှာဏိကုံးကျုပ်ဒီကာထာလေးတွေနဲ့ပြဆိုခဲ့ပါတယ် သဝတ္ထောနေတိတာကံပေတတရူပေစတုပိတာတိဝတ္ထောနေတိတာရူပေဓာတွေကနေတိတာမတာဝုထုယသဝတ္ထုဆိုတော့ဝုထု6ပါးကံပေကာမဘုံတတဝิญညာတ္တ9ပါးအဲဒါဗာဒိဘေတွေညွှန်းတာလဲဆိုတဲ့အခါကျတော့ဘုံရဲ့အဲ့ဒီဘုံတွေမှာရနိုင်တဲ့ဝုထုယုတ်တွေရဲ့အဲ့ဒီဝုထုယုတ်တွေကိုမှီပြီးတော့မှဖြစ်နိုင်တဲ့ဝิญညာတ္တရဲ့အဲ့ဒါတွေကိုတွဲဆက်ပြီးတော့မှပြပါတယ်အရှင်အနုရုဒ္ဓက ဲ့တော့တွဲဆက်ပြီးတော့ပြရတယ်ဆိုတော့ဘုံကတော့ဘယ်နှဘုံရှိမှလဲအလုံးပေါင်း32ဘုံရှိလိမ့်မယ်32ဘုံကိုသူခွဲပြီးပြပါလိမ့်မယ်ဝုဒ္ဓယောကဘယ်နှခုရှိမှလဲဆိုဝုဒ္ဓယောကအလုံးပေါင်း6ခုရှိပါမယ်သဘုသောတာကဏအဇိဝါကာယဟရယဝုဒ္ဓဆိုဝိညာဏဓာတ်ကဘယ်နှခုရှိမှလဲဆိုဝိညာဏဓာတ်က9ပါးရှိမယ်စိတ်တွေကိုနော်ဝိညာဏဓာတ်နဲ့ပြပါမယ်စိတ်ကအလုံးပေါင်းရင်89ပါးရှိပါတယ်အဲစိတ်89ပါးကိုသူဝိညာဏဓာတ်နဲ့ခွဲမယ်ဆိုရင်ဝိညာဏဓာတ်က9ပါးအနေနဲ့ရပါတယ် စကုဝဉ္ဉံတွဲသည်စကုဝဉ္ဉနာတ္တပါသောတဝဉ္ဉံတွဲသည်သောတဝဉ္ဉနာတ္တပါကာဏဝဉ္ဉံတွဲသည်ကာဏဝဉ္ဉနာတ္တပါဇိဝဝဉ္ဉံတွဲသည်ဇိဝဝဉ္ဉနာတ္တပါကာယဝဉ္ဉံတွဲသည်ကာယဝဉ္ဉနာတ္တပါဒါဆိုရင်ဒီဘက်ကတွဲပစ္စဝဉ္ဉံ30ဒီဘက်ကဝဉ္ဉနာတ္တနဲ့ကြည့်လိုက်ရင်တော့5ပါးရလာပါပြီဒါပစ္စတွာရဝဇံနဲ့တံပရိဇိုင်းတွဲကဒါကမနောတ္တပါ ီသုံးခုကိုမနောဒရလို့ခေါ်ပါတယ်ပထမတစ်ခုထပ်လာအဲ့တော့73ခုပြီးသွားပြီစိတ်89ပါမှာ73ပါနှုတ်လိုက်တဲ့ခါကျဘယ်လောက်ကျန်ပါလဲဆို86ပါကျန်ပါတယ်အဲ့86ပါကိုမနောဝိညာဏဓာတ်လို့ခေါ်ပါတယ်ဒီစကလုံးတွေကပထမမှာလည်းများစွာသုံးဆွဲပါတယ်စကုဝိညာဏဓာတုဥဒ္ဒံသံမျိုးတကားသဓမ္မအဲ့လိုမျိုးတွေမနောဓာတုမနောဝိညာဏဓာတုဒီပုံစံမျိုးတွေကသုံးဆွဲပါတယ် ဒါဆိုရင်689ပါးကိုဝิญญဏတက်နဲ့ရွတ်လိုက်မယ်ဆိုဝิญญဏတက်9ပါးဖြစ်လာပါတယ်။အဲ့ဒါကိုအရှင်အနုရောဓါတွဲဆက်ပြီးတော့ပြမှာဖြစ်တယ်။ဝิญญဏတက်ဆိုတာစကလုံးနဲ့ပြပါမယ်။ဟောအဲ့ဒီဝิญญဏတက်တွေရဲ့မိယာဝิญญဏတက်တွေရဲ့မိယာကဝုထုရုပ်တွေကိုမှီးပြီးတော့မှဖြစ်ပါတယ်။သကုဝิญญဏတက်ကဘာမှမှီးမှာလဲဆိုသကုဝုထုကိုမှီးဖြစ်ပါတယ်။သကုဝုထုဆိုတာသကုအကြည့်သကုပတာရယုတ်ကိုဆိုလိုတာပါပဲ။သောတာဝิญญဏတက်ဆိုတဲ့ကြားစိတ်ကလေးကနောက်မှီးပါလိမ့်မယ်။သောတာဝုထုကိုမှီးမယ်။ ကာဏဝိညာဏဓာတ်ဆိုရင်ကာဏဝတ္ထုကိုမိမယ်။ဇိမ်ဝဝိညာဏဓာတ်ဆိုရင်ဇိမ်ဝဝတ္ထုကိုမိမယ်။ကာယဝိညာဏဓာတ်ဆိုရင်တော့ကာယဝတ္ထုကိုမိပါမယ်။ဒီဝိတုယုတ်တွေရဲ့အရာကောက်ကိုလည်းပြောခဲ့ပြီးပါပြီ။နော်ဆာသကုပတာရသောတာပတာရကာဏပတာရဇိမပတာရကာယပတာရကိုကြည့်ပါ။အဲ့တော့ဟရိယဝိတုယုတ်ဟရိယဝိတုယုတ်ကတော့ဒါပရမတ်ယုတ်တွေရပါပဲ။ယုတ်28ပါးမှာကိုအပါဝင်ဖြစ်ပါတယ်။အဲ့တော့မနောဓာတ်တွေမနောဝိညာဏဓာတ်တွေကတော့ဟရိယဝိတုယုတ်ကိုမိပါလိမ့်မယ်။ဒါတော့ဟရိယဝိတုယုတ်ကိုမိလိမ့်မယ်။ ပြီးရဆိုတော့ကတော့ဒါဟိုကိုထူးချိုးရှိတဲ့ပုံနေမှာပေါ့လေအရူပပုံမှာဆိုရင်တော့ဒီမိဘရရုပ်မရှိတော့မမိဘဖြစ်နိုင်တာဒါဆိုရင်ဝိထုရုပ်နဲ့ဝိညာဏတက်နဲ့ဒါတွဲဆက်ပြတာဒါဆိုကောင်းပြီရှင်တို့တို့ဒါရေးထားတဲ့အကြောင်းပြန်သွားကြည့်ရအောင်ဘုံရယ်ဝိထုရယ်ဝိညာဏတက်တွဲဆက်ပြီးတော့မှပြပါပထမဆုံးကာမဆက်တဲ့ပုံเนาะ30ပုံဆိုတာအဲ့ဒါမှာကာမဆက်တဲ့ပုံအောက်ကဗမာပြည်ရ20 ဒါတွေပေါင်းလိုက်မြမပြည်က20 31ဘုံရမယ်မြမပြည်20မှာရူပက15ဘုံအရူပ4ဘုံအတညာတတ်ဘုံအတညာတတ်ဆိုတာတသက်ဖယ်ထားတော့ရူပရုပ်ရှိတဲ့မြမကြီးပါပေါင်းမယ်ဆိုရင်တော့ရုပ်ရှိတာက15နဲ့အတညာတတ်ကလည်းရုပ်တတ်ဆိုတော့ပေါင်း16ရုပ်ရုပ်ရှိတဲ့မြမက16ဘုံရှိမယ်ရုပ်မရှိဘဲနံတတ်က4ဘုံဒါဆိုမြမပြည်က20ကာမ17ဘုံပေါင်း31ဘုံကာမ17ဘုံဆိုတာဘာတွေလဲအပယ်က4ဘုံဒုပိယ1ဘုံ နတ်ပြား6ထက်6ဘုံပေါင်းလိုက်ရင်ကာမဆတ်တဘုံအဲ့ဒီကာမဆတ်တဘုံမှာဝိရိယ6ပါးလုံးရှိပါတယ်သဟုသောတာကာနဇေဝါကာယဟရယငရဲပြည်တွေမှာလည်းရှိတယ်ငရဲသားတွေမှာလည်းရှိတယ်မျက်စိတွေနားတွေနှာခေါင်းတွေရှားတွေကိုယ်တွေဟရယဝတ္ထုတွေလူတွေမှာလည်းရှိတယ်တရိစ္ဆာန်တွေမှာလည်းရှိတယ်နတ်တွေမှာလည်းရှိပါတယ်အဲ့တော့ဝိရိယ6ပါးလုံးရနိုင်တယ်ဝိညာဏတက်ကလည်းသူတို့ကိုဒီဝိထုရုပ်တွေကိုမှီပြီးတော့မှဖြစ်တဲ့ဝိညာဏတက်ကလည်း9ပါးလုံးဖြစ်နိုင်ပါတယ် ဝင်ရတဲ့ခဏပါအဲ့ဒါကိုသွန်နာလေးရလင်္ကာလေးမှာစဝုထုံနေတိတာကမေတတဒါတော့တွေ့သူတို့သွားပါလိမ့်မယ်ဒါတော့နေတိယအနက်တွေတော့မပြီးတော့ပါဘူးဒီဥစ္စာကိုအတိပဲနဲ့ပဲရှင်းပြသွားပါတော့မယ်ကျွန်တော်ထူဆက်ကြည့်ပါရူပ55ပုံအတညာတက်ကျင်ရူပ55ပုံအတညာတက်ကိုကျင်ထားလိုက်ပါသူကတင်းနဲ့ခွဲပြောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့အတညာတက်ကျင်ရူပ55ပုံမှာဝိထုဘယ်နှပါးရမှာလဲ၃ပါးရမယ် ဲ့ဒီဝိထုရုပ်၃ပါးကဘာတွေလဲအတညာတတ်ကျေရူပ55ဘုံမှာရူပဘုံရောက်ဖို့ကာမကာမဂုဏ်တရားတွေကိုဆက်ဆုပ်ယွန်ရှားတဲ့ကာမဝိရာကဘာဝနာရဲ့အစွမ်းအကြောင်းကာမတဏ္ဍာရီအတုံးဆောင်တတ်တတ်ဖြစ်နေတဲ့ကာဏဇိန်ဝါကာယအဲ့ဒီဝိထုရုပ်တွေကမရအောင်ဘုရားဖူဖို့သကုတရားနာဖို့သောတာနော်ဒါစိတ်တွေစိတ်တွေစိတ်တွေမြို့ဟာရယဝတ္ထုသုံးခုရပါတယ်အဲ့တော့ အာဒညာတချင်ရူပ35ပုံမှာစကုဝုထုသောတာဝုထုဟာရယဝုထု3ပါးရပြီးတော့မှာဝိညာဏဓာတ်အနေနဲ့ဆိုရင်တော့စကုရှိတဲ့အတွက်ကြောင့်မလို့မြင်မယ်စကုဝိညာဏဓာတ်ကြားမယ်သောတာဝိညာဏဓာတ်စိတ်တွေစေတသိက်တွေအနေနဲ့မနောဓာတ်မနောဝိညာဏဓာတ်၄ခုရဝိညာဏဓာတ်ကတော့၄ခုရပါမယ်ပြန်ပြန်ပြီးတော့တွဲဆက်ပြီးပြပါမယ်အာဒညာတချင်ရူပ35ပုံမှာဝုထု3ခုရမယ်ဘာလဲစကုသောတာဟာရယ ဝိညာဏဓမ္မတစ်ခုကြမှာလဲ၄ခုပါတယ်လဲသကုဝိညာဏဓာတ်သောတာဝိညာဏဓာတ်เนาะမြင်တယ်မြင်စိတ်ဖြစ်မယ်ကြားစိတ်ဖြစ်မယ်ပေါ့သူတို့ရည်ရွယ်ချက်ကဘုရားပွင့်လိုက်ဘုရားဟူတရားနာဖို့ပြီးရဲ့အဲ့ဒီဥစ္စာနဲ့တွဲတွဲပြီးဖြစ်မယ်သကုဒေါရဝီတီလိုသောတာဒေါရဝီတီတို့တွဲဖြစ်မယ်မနောဓာတ်ဆိုတဲ့မနောဓာတ်ပြီးသောတာဝဇန်နဲ့တံပရိဇိုင်းတွေမနောဓာတ်ပြီးရင်မနောဝိညာဏဓာတ်အဲ့တော့ဓာတ်အနေနဲ့ကတော့၄ခုရမယ်ဝိညာဏဓာတ်က၄ပါးရပါမယ်အဲ့နောက်တစ်ခုသွားပါမယ်အရူပ၄ပုံ ်အရူပလေးပုံဆိုတာကနံခန္ဓာပဲရှိတဲ့ပုံရုပ်မရှိတဲ့ပုံအနံပဲရှိမယ်ရုပ်မရှိဘူးဝိထုရုပ်တော့ပဲရတော့မှာနော်ရုပ်မရှိဘူးဆိုတော့အရူပလေးပုံအရူပရုပ်မရှိဘူးနံနံတတ်တတ်ပုံအရူပလေးပုံမှာရုပ်ကိုဆက်ဆုပ်ယုံရှာတဲ့ရူပဝိရာကဘာဝနာကံရဲ့အစွမ်းအားကြောင့်ရုပ်တွေမရှိတော့ရုပ်ကိုဆက်ဆုပ်ယုံရှာတော့ရုပ်မဖြစ်တော့ရုပ်မဖြစ်ဘဲနဲ့ရုပ်မဖြစ်ဘူးဆိုတဲ့အကြောင်းမလို့ဝိထုရုပ်6ပါးလုံးမရတော့ပါဘူး ဘာပဲရမှာလဲမနောဝိညာဏဓာတ်တစ်ခုပဲရမှာလေနော်မနောဓာတ်ရတော့မရဘူးဆိုမနောဓာတ်ဆိုတာဟိုပြင်စထွာတာဝဇန်းဆိုတာဒီပြင်စထွာတာရှိမှအဝဇန်းလူဆင်ခြင်မှဖြစ်တဲ့ဒီမနောဓာတ်တွေပါဒီမနောဓာတ်မရတော့ဘူးမနောဝိညာဏဓာတ်တစ်ခုပဲရတော့ဒါကြောင့်မနောဝိညာဏဓာတ်တစ်မျိုးသာလင်ယာယီအာရူပ၄ဘုံမှာဒါဆိုပြန်ကြည့်ပါမယ်အာရူပ၄ဘုံမှာဝိထုယုတ်မရှိဘူးယုတ်မရဘူးဝိညာဏဓာတ်တစ်ပါးပဲရမှာအဲ့ဒီဝိညာဏဓာတ်ကပါလေမနောဝိညာဏဓာတ်တစ်ပါးပဲရမှာဟုတ်ကဲ့အာတညာတတ်ဘုံ ။အတ္တညာတဘုံနဲ့တင်ညာမရှိဘူးတဲ့အဆိုတာ노ပေါ့နော်တင်ညာသာတင်ညာတင်ညာမရှိတဲ့ဘုံတင်ညာမရှိဘူးဆိုတာတင်ညာအူပြူပြီးတော့ပြောတာကောင်းဆောင်ပြူပြီးတော့စိတ်လုံးဝမရှိတဲ့ဘုံရုပ်တတ်တတ်ပဲရှိတယ်။အဲ့ဒီရုပ်ကလည်းဟောဒီဝုထုရုပ်ထဲမှာမပါဘူးနော်။အတ္တညာတဘုံမှာနာမ်ကိုညီငွေဆက်ဆုပ်တော့အရူပဝိရာကဘာဝနာကံရဲ့ဆောင်းအကြောင်းဒီစိတ်ကိုနာမ်ကိုဆက်ဆုပ်တဲ့ဘာဝနာကံရဲ့ဆောင်းအကြောင်းနာမ်ဟူသမျှလုံးဝမရရှိဘူး။ စိတ်တွေစိတ်တိတ်တွေမရှိဘူးပေါ့မရှိတဲ့ကြောင့်စိတ်တွေစိတ်တိတ်တွေမှီရဘူးထုချုပ်6ပါလုံးလည်းမရဘူးဒါကြောင့်အတညာတက်ပုံမှာဝုထုချုပ်6ပါလုံးမရှိပါဝိညာဏတက်သူ့အမှီပြီးဖြစ်မဲ့ဝိညာဏတက်ဝုထုချုပ်တွေမှီဖြစ်မဲ့ဝိညာဏတက်လည်းမရှိပါစိတ်လည်းလုံးဝမရှိပါဝုထုချုပ်လည်းမရှိပါသူ့မှာရှိတဲ့ရုပ်ဆိုတာကဇီဝိတရုပ်လိုမျိုးအတက်လို့ခေါ်တဲ့ဇီဝိတရုပ်ပုံစံမျိုးတော့ပဲရှိပါလိမ့်မယ်အသေးစိတ်ကတော့နောက်ရုပ်ပိုင်းဆိုင်ရာတွေမှာကြာလာပါလိမ့်မယ် ဒါဆိုရင်အတ္တညတ္တဆိုတာရုပ်ရှိတော့ရှိတယ်ဝုထုရုပ်တွေမရှိဘူးသက္ခုသောတကာဏဇိန်ဝါကာယဟရယဟောဒီဝုထုရုပ်စဉ်းကျင်ထဲမှာပါတယ်ဝုထုရုပ်6ပါမရှိပါဘူးအဲဒီဝုထုရုပ်တွေမှီပြီးဖြစ်မဲ့ဝိညာဏတက်တယ်လည်းမရပါဘူးသူမှရှိမှာအတ္တနဲ့ဆိုင်တဲ့ကံစားရုပ်လောက်ပဲရှိပါလိမ့်မယ်ဒါတော့ဒီဘက်ကပရမကာထာပြပါပြီဘုံရယ်ဝုထုရယ်ဝိညာဏတက်ရယ်ဒါတွဲပြခဲ့ပြီးပါပြီ ပြီးတဲ့ခါကျတော့အရှင်အနုရောဒါဒီကုန်းချုပ်ပါတယ်ဒေသတာလိတာနေတာယဒေသတာလိတာဇာရတိနေတာအစာအနေတာအစာပါကာရုပ်ပါအနေတိတာဒေသတာလိတာဆို43နေတာယဆိုတာမှီတာဒီဥစ္စာကတော့ရှင်းပိုင်းမှာကလေးအရှင်းပြခဲ့ပြီးပါပြီအဲ့ဝုထုယောက်ကိုအမြဲမှီပြီးတော့မှဖြစ်တဲ့စိတ်ဒီ43ပါရှိပါတယ်အရှိယအသင်္ကန်းတာတွေကိုပြန်ပြီးတော့မှကြည့်လိုက်ပါအဘုဒ္ဓရောကို ရန်ခါမှီပြီးတော့မှရန်ခါမှီတယ်ဆိုတာဝိထုတွေရှိတဲ့ဘုံမှာဆိုမှီတာပေါ့ရန်ခါမှမှီတော့စိတ်42ပါးရှိပါတယ်ဘယ်ချိန်မှမမှီဘူးလဲဆိုအာအရုပ၄ဘုံမှာဖြစ်ရင်တော့မမှီဘူးပေါ့ဒါဒီဒီစိတ်ကိုဆိုလိုတာ42ပါးရန်ခါမှီရန်ခါမမှီဘူးအိစိတ်เนาะဒါကြတော့ဒီမှာကြတော့ဒွေစတ္တလိတဒွေစတ္တလိတဆိုတာ40နဲ့နိဒာအစအနိဒာအစမှီပြီးတော့လည်းဖြစ်နိုင်တယ်မမှီပြီးတော့လည်းဖြစ်နိုင်တယ် နောက်ဆုံးပါကာရုပ်ပါအနိတိတာအရုပဝိပတ်တရားတော့ဒါမှမရှိဘူးဒါဒီမှာပါပြီးပါပြီအဲ့တော့ဝတ္ထုယုတ်ကိုအမြဲဝတ္ထုယုတ်မှာအမြဲလွတ်နေတဲ့စိတ်ကတော့၄ပါးအရုပဝိပတ်စိတ်၄ပါးဒါဥစ္စာတော့ပထမသင်္ကန်းသာကလေးအပြခဲ့ပြီးပါပြီဒါဆိုပေါင်းလိုက်တော့စိတ်က89ပါပြန်ရအောင်ဒါဆိုရင်ဒါဝတ္ထုသင်္ကဟဏီကုန်ပြီးဆုံးသွားပါပြီပြီးပြီဆိုတော့ဝတ္ထုသင်္ကပြီးရင်ပကိန်းပိုင်းကပြီးပါပြီမေကွန်ဟောင်းနေတော့ဘယ်ကျန်ပါတော့လဲဒါနောက်တစ်ချိန်မှာပဲဆက်ပါတော့ အားလုံးသောတက္ကသိုလ်ကမ္ဘာအပေါင်းယောဂီပေါင်းတို့သည်ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတိယမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ